မိုင်းမှာအများတန်းတွေ့ပါတယ်ဒီတစ်ခါလေးတို့ရဲ့မှာတော်တော်ပြီးတော့ဟိုဘောဟီလာထတာပေါ့ဟဲ့သိတယ်မလားဘာလို့ဆိုမိသားစုလိုဖြစ်နေတာလေအော်ပေါ့တမီးရတော့ဟိုဟာအနေအေးပါတယ်သူ့မှသူလည်းအနေအေးတယ်အဲ့ဟိုမိုင်းတို့ဆက်လို့ရှိရင်လည်းသူဒီလမ်းမျိုးလုံးပြူးကြည့်ရပါပဲကြောင်ပြီးကြည့်အဲ့လိုမျိုးပေါ့နော်အနေအေးတာပေါ့ငငယ်တော့ကတော့ဟို ဥဝဲနဲ့တူသလိုပဲပေါ့နော်ကိုယ့်စိတ်ထဲမှာဥဝဲနဲ့နည်းနည်းဒါပေမဲ့ကြည်လာသူ့အဖေနဲ့နည်းနည်းတူလာတယ်လို့နော်အဲ့လိုပြော Telling all the bluebirds the billing coobirds အော်ပေါ့မိုင်းလဲအမပေဘူးအမပေဘာလို့ဆိုတော့ခလေးတွေကစာရမ်းတော်တယ်ပြီးတော့သူတို့အနေအေးတဲ့လူတွေလေအနေအေးတဲ့လူနဲ့ဘလို့ကအနုပညာလောကဆိုတော့နည်းနည်းလှုပ်လှုပ်ရှားရှားလေးနေမှအဆင်ပြေတာလေနော်ဆိုတော့ဟိုကွက်တီတော့ဖြစ်မှာမဟုတ်ဘူး စင်နေလို့ပဲအော်အဲ့ဒါကလေအဲမန္တလေးရဒီဇိုင်နာဇွဲန်ဆိုင်သူ့ရဲ့ဝတ်စုံလေးရိုက်တာရိုက်တော့ဥဝဲနဲ့ချိန်နေကြပြီ၄6လတနှစ်နေပါအောင်ရှိပါဘူးဆိုတော့အဲ့လိုပဲဥဝဲရဲ့မပေးနိုင်တာနဲ့ရွှေရွှေရွှေပေါ့နော်ရွှေရွှေရွှေပြီးတော့မှငလီနေပါလေးဖြစ်သွားတာရောအချောင်းမြို့မြို့ပေါ့လေအဲ့လိုဆိုတော့ဟိုနေရာမှာရိုက်ဖြစ်သွားတာပေါ့မိုက်တော့အများနဲ့တွေ့ပါတယ်ဒီတစ်ခါလေးတို့ရောက်ရင်မှတော်တော်ပြီးတော့ဟိုပေါ့ဟီလာထတာပေါ့ဟဲ့ တယ်မလားဘာဆိုမိသားစုလိုဖြစ်နေတာလေဟိုဥဝဲမိရလည်းမာကြီးတို့ဟာမိသားစုလိုသဘောထားတာပေါ့ချစ်ရတာပေါ့ဒါပေမဲ့ကလေးเนี่ยနည်းနည်းကိုယ်နဲ့နည်းနည်းစိမ့်နေနည်းနည်းစိမ့်နေဆိုတော့သူတို့ကသူတို့ဟိုအိမ်မှာလည်းလူရောတော့တိတ်မနေသူတို့ကသူတို့ဒီဘက်ခက်ကလေးတွေအခန်းထဲမှာအောင်းပြီးတော့သူတို့စာသူတို့လောက်တဲ့အဲ့လိုနေကြဆိုတော့လေအဲ့ဒါတော့လည်းလေဟိုပေါ့ဟိုမိုင်းတို့ make up artist ပဲဖြစ်ဖြစ်အနုပညာရှင်ပဲဖြစ်ဖြစ်ပေါ့ဟို မှန်ကန်တဲ့အဆုံးဖြတ်ချက်နဲ့ဖြောင့်မတ်တော်လမ်းတစ်ခုကိုရှောက်လှမ်းကြတယ်ပေါ့တစ္ဆာရှိရှောက်လှမ်းတယ်ပေါ့ဆိုမဟိုပေါ့အဲ့လိုဆိုတော့အနုပညာသမားစစ်စစ်ဖြစ်တယ်အနုပညာလမ်းကိုသူဖြောင့်မြောက်ရှောက်တယ်အဲ့ဒီပုံမှာဟိုဒီကိုယ်ရဲ့အတမွေးဝမ်းကြောင်းပညာပေါ်မှာစူးစမ်းအထောက်အမှုရှိတယ်ပြီးလို့ရှိရင်အော်ဒီပုံမှာပဲသူတစ္ဆာရှိရှိလောက်တဲ့အတွက်ပေါ့ဒါပြည့်တဲ့ချစ်ခင်နှစ်သက်အားပေးမှုရရှိရပါ ဟုတ်အော်ပေါ့တမီးရတော့ဟိုအနေအေးပါတယ်သူ့မှာသူလည်းအနေအေးတယ်အဲ့ဟိုမိုင်းတို့ဆက်လို့ရှိရင်လည်းသူဒီလိုမျိုးလုံးပြူးကြည့်ယူရပြကြောင်ပြီးကြည့်အဲ့လိုမျိုးပေါ့နော်အနေအေးတာခလေးအနေအရန်အေးတယ်ဆိုတော့ဟိုဖိုးတီလေးဆိုလည်းအဲ့လိုပဲသူ့ဟာသူပေါ့နော်သူ့ဘာသူဆာလုံးရင် လုံနေတာပြီးလို့ရှိရင်ပရမစီကန်တော့ရှိတယ်ခလေးတာဒီဘဲချိန်မှာဘာလုံးအောင်ဘဲချိန်မှာဘာလုံးအောင်မယ်ဒီမိဘရဲ့ဟိုဟာပေါ့ control အောင်မှနေတဲ့ခလေးတွေဆိုတော့ဟို ူမသူအနေအေးတာပဲရှိတာပေါ့လေဘယ်လိုမျိုးတော့ဟိုအပြင်ကလေးတွေလိုမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲသူတို့ကတော့ချစ်ဖို့ကောင်းပါတယ်ပေါ့ငငယ်တော့ကတော့ဟိုဥဝဲနဲ့တူတယ်လို့ပဲပေါ့နော်ကိုယ်စိတ်တည်းမှာဥဝဲနဲ့နေနေတယ်ဒါပေမဲ့ကြီးလာသူ့အဖေနဲ့နေနေတူလာတယ်လို့နော်အဲ့လိုပြောသူများတော့ပြောတယ်မကြီးမကြည့်ဘူးသူဟုတ်ပြောပါပါဥဝဲသမီးလေးဟိုဟာပေါ့သူသူလေးဟိုပြည်သူ့ရာလေးဟိုဟာသူ့အကောင့်ရှိတယ်တဲ့သူတက်တော်စော်တယ်တဲ့ အဲ့ဒါလေးမိုင်းတော့မကြည့်ဘူးအော်ပေါမိုင်းလည်းအာမပေဘူးအာမပေဘာလို့လဲဆိုတော့ခလေးနေရာစာရန်တော်တယ်ပြီးတော့တို့ကအနေအေးတဲ့လူတွေလေအနေအေးတဲ့လူနဲ့ဘလို့ကအနုပညာလောကဆိုတော့နည်းနည်းလှုပ်လှုပ်ရှားရှားလေးနေမှအဆင်ပြေတာလေးနော်ဆိုတော့ဟိုကွက်တိတော့ဖြစ်မှာမဟုတ်ဘူးဟိုအနုပညာနဲ့ပတ်သက်လို့တော့သူ့ရဲ့စူးစမ်းအထောက်အမှုလေးရတော့ ဟိုအရာထင်ထင်လိုက်မယ်ဒါပေမဲ့အနေရန်အေးကြတာပေါ့နော်တူရတူမနေမဟုတ်လေမြည်ဖြစ်နေပြီမြည်ဖြစ်နေပြီဟောတာဟိုပေါ့တာဝန်ပေးလာရင်တော့လုပ်ပေးမှာပါဟုတ်ဟိုအဲ့ဒါတော့လေဘာမှမထူးဆန်းပါဘူးအရင်တော့ကမင်းသမီးမလုတ်ခင်မော်တယ်ဘွားတွေကပြိုင်ပွဲတွေကကိုကလိန်လာတာဆိုသူ့မျက်နှာမျက်လုံးမိတ်လက်စိမိတ်လိန်လဲသူ့မျက်နှာအလွတ်ရပြီးသားပဲပြီးလို့ရှိရင်အချိန်လဲအကြာကြီးယူစရာမလိုဘူးခဏလေးမှပဲပြီးသွားတယ်ဒါကတော့ကိုယ့်ရဲ့ သူနဲ့သူ့ရဲ့မျက်နှာအလွတ်ရနေတာပေါ့နော်အဲ့ဒီအပေါ်မှာပေါ့ဒါပေမဲ့ technique လေးနည်းနည်းပေါ့ပြောင်းသွားတာလေးတော့ရှိတာပေါ့ဒါပေမဲ့ဟိုဟိုနေ့ဆိုရင်သူခဏလေးပဲအနေဆောင်ဝဲကသူ့ကိုကြောင်ကြလေးဘာလို့လိုက်လိမ့်ပေးတာလဲပေါ့ဘာလို့မလိမ့်ပေးတာဟဲ့လိမ့်ပေးပါတယ်နင်တို့ကငါမခေါ်တာလို့မဟုတ်တော့မဟုတ်လေကို့အမေကတထင်းမဆိုတော့တယ်မခေါ်ရဲဟုတယ်ဟဲ့မဟုတ်တာလေလို့ငါလိမ့်ပေးပါမယ်ပြောပါလို့အဲ့လိုပြောရှိတဲ့ချိန်တွေတဲ့ ဟုတ်ကဲ့ပါဟိုဘာကြီးတို့ရဲ့လှုပ်ရှားမှုတိုင်းကိုချစ်ခင်တဲ့စိတ်နဲ့ပေါ့နော်ဟိုအားပေးကြတဲ့အရောက်ချင်းစီတိုင်းအများကြီးကျေးဇူးတင်ပါတယ်လို့အာမကြီးနေအနေမထိုင်ပါပြောမဆုံးမရှင်းမယ်ခွန့်လွတ်ပေးပါမလိမ်မိုးမလိမ်ပါအသက်လေးငယ်သေးတော့လေခွန့်လွတ်ပေးပါလို့ကျေးဇူးတင်ပါတယ်